ရွှေဆိုင်ရွှေတန်းစင်လုပ်ငန်းနဲ့ရွှေပဒိန်လုတ်ကင်သူတွေရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေဖို့ရည်ရွယ်ချက်နဲ့တုံလောင်ရောင်းဝယ်ခြင်းမပြုဖို့ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်တပ်ထုရွှေရောင်းဝယ်သူများအသင်းကထုတ်ပြန်ပါတယ်။နေ့စဉ်လာစဉ်အရောင်းဝယ်စင်ရင်နဲ့လက်ကျန်စင်ရင်အချုပ်တွေကိုသက်ဆိုင်ရာကနဦးစီစီရင်အဖွဲ့ကလာစဉ်လာစန်း၅ရက်အတွင်းမပြတ်မကွက်တင်ပြရမှာဖြစ်ကြောင်းရွှေဈေးကွက်မတည်ငြိမ်စေဖို့ရည်ရွယ်ချက်နဲ့တုံးလောင်တာရောင်းဝယ်တာဝယ်ယူခြင်းမပြုရကြောင်းရွှေဆိုင်တွေအနေနဲ့ကန်ဆမ်းမဲတွေနဲ့အလားတတန်းဆောင်တဲ့ နီလန်းတွေမပြုတ်လောက်ရကြအောင်အစိုးရအသင်းကတတိပေးထားပါတယ်။ဒါပြင်လက်ရောက်ရွှေလွှဲပြောင်းခြင်းနဲ့ခွင့်ပြုထားတဲ့ရောင်းဝယ်တဲ့နီလန်းကလွဲပြီးရွှေကိုတဒန်းဆောင်ရောင်းချတာ၊ကြိုရောင်းကြိုဝယ်လေးပတ်ကရောင်းချတာနဲ့တရားမဝင်ရောင်းဝယ်တာတွေမပြုတ်လောက်ရကြအောင်ထုတ်ပြန်ထားပါတယ်။ရောင်းချရမှာလဲသတ်မှတ်ထားတဲ့ဒတ်တထုရွှေတစ်ချက်တောင်16တက်သမ 3.9 g နဲ့တာသတ်မှတ်ရည်ညွှန်းဆေးနဲ့ရောင်းဝယ်ရမှာဖြစ်ကြောင်းရွှေလိုက်စင်ပါစီကံသတ်မှတ်ချက်တွေနဲ့အညီရောင်းဝယ်ရမှာဖြစ်ကြောင်းရုံတိုင်းဒေတာကြီးအဖိုးတန်တက်တို့ရွှေရောင်းဝယ်သူများအတင်းကထုတ်ပြန်ထားပါတယ်။